မာနကခွေးအမီးလိုပဲဘာမှအသုံးမတည့်ဘူးဆိုတော့မာနတွေလျှော့ပါမာနတွေနော်ဘယ်နေရာမှာသုံးမယ်မာနဘယ်နေရာမှာမသုံးနဲ့အသုံးမတည့်ဘူးမာနခံရင်တရားမရဘူးမာနကြီးရင်ဃာရဝမရှိဘူးမာနကြီးတဲ့သူကအယုသေးပေးဖို့ဝင်သေးသွားတယ်သူများကိုအယုသေးမပေးတော့မန်တက်နေတာလေ မာနကြီးတဲ့သူကနိဝါဒနှိမ့်ချဖို့မလုပ်တော့နိဝါဒဆိုတာဃာရဝဆိုတာမင်္ဂလာတရားနိဝါဒဆိုတာလေမင်္ဂလာတရားမာနကြောင့်အဲ့ဒီမင်္ဂလာတရားတွေမရှိတော့ဘူးဆိုအမင်္ဂလာဖြစ်သွားတာပဲနော်ဒါကြောင့်လို့အနှစ်မရှိတဲ့စပဏ္ဏကထောင်း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 သိဖြစ်တာအတိတရားတွေရှိသွားတယ်ပညာတွေတအားတက်သွားတဲ့ပုံကိုယ်တွေကြတော့နှိမ့်ချသွားစပဏ္ဏလို့ပဲအနှစ်ရှိတဲ့စပဏ္ဏကနှိမ့်ချသွား ဩမင်းကတိပိကဆရာတော်ဘုရားကြီးရဲ့ပုံလေးတွေကြည်လိုက်ဆရာတော်ကြီးကမေတ္တာတအားကောင်းတယ်လို့နှိမ့်ချမှုလဲတအားကောင်းတာအမြဲတမ်းကြည်ကျုံကျုံလေးပဲထိုင်တယ်တရားဟောတာဆာကိုရင်လေးတွေကအစားအရှင်ဘုရားတပည့်တော်ပြောတာပညာတတ်တယ်မြပညာတတ်လုံးအာကြီးတော်နှိမ့်ချသွားတယ်ပညာမတတ်တဲ့သူတွေကြတော့ ထောင်း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 သိမ့်လောက်တာမလီ BSc ကို MS တို့ PhD တို့ဘာတီတို့ညာတီတို့နော်အော် ောကလူသားတွေတက်တဲ့လောကပညာကဘိသက်သူတို့ကလောကရက်တွေလောကတက်ပညာတွေပဲသင်ပေးလိုက်တဲ့အခါကျတော့စိတ်ရုပ်ပိုင်းဆံရာတွေပဲသင်ပေးတာစိတ်ပိုင်းဆံရာတွေသင်မပေးလိုက်တဲ့အခါကျတော့ပညာတက်တွေကတတိမပိုင်ဉာဏ်မပိုင်ပညာတက်တွေရုပ်မှာပဲဆိုရင်လိုက်မမီတော့ဘူးနော်ပညာတက်များသရတရားနေသွားရင် ဖရာကိုလည်းမကြည်ညိုတရားကိုလည်းမကြည်ညိုတန်ငါးကိုလည်းမကြည်ညော့မကြည်ညိုတော့ဘူးပညာလွန်ကဲတတ်တာနဲ့စင်းလဲကောက်ချစ်တယ်